ြည်တွင်းစည်းကွက်မှာစပြီးရောင်းနေတဲ့ BYDL Luxury Sedan ကရန်ဝမ် U7 ကို American Dollar 18150နဲ့ရောင်းချမယ်လို့ကုမ္ပဏီကကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့မတ်လ29ရက်ကတရုတ်ပြည်တွင်းစည်းကွက်မှာ pre-order စနစ်နဲ့စပြီးရောင်းချတာကြောင့်အခုချိန်မှာတော့ဂျိုတင်အမာစာစနစ်နဲ့ဝယ်ထားတဲ့သူတွေစီကိုကားလက်ဝယ်ပေးဖို့အဆင်သင့်ဖြစ်နေပြီလဲဖြစ်ပါတယ်။ တီကားဟာအရင်ကထပ်ထားပြီးသားဖြစ်တဲ့ luxury sedan တွေနဲ့ဈေးကွက်မှာပြန်ဆိုင်ဖို့အတွက်ထုတ်ခဲ့တာလို့ကုမ္ပဏီကပြောထားပါတယ်။တီကားကိုပြီးခဲ့တဲ့နှစ်ဇန်နဝါရီလကတည်းကဈေးကွက်မှာရောင်းချခွင့်ရှောက်ထားခဲ့တဲ့ကားဖြစ်တယ်လို့ luxury sedan ကားတစ်စီးအနေနဲ့အများကြီးမျှော်လင့်ခံထားရတဲ့ကားပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် AP လကလုပ်ခဲ့တဲ့ပေကျင်းအော်တိုရှိုးမှာတီကားကိုတရဝင်းမိတ်ဆက်ပြသခဲ့ပေမဲ့တီပွဲအပြီးအချိန်တော်တော်ကြာမှ pre order စနစ်နဲ့ရောင်းနိုင်ခဲ့ပါတယ်။ ဒီကားကိုထပ်လုပ်နိုင်ဖို့အတွက် PYD ဘက်ကအချိန်တွေအများကြီးပေးထားရတယ်လို့စားထုတ်တဲ့ချိန်နဲ့ရောင်းတဲ့ချိန်ကလည်းကြားထဲမှာတော်တော်ကြာခဲ့ပါတယ်။ဒီကားရဲ့နောက်ထပ်ထူးခြားတဲ့ချက်ကကားကိုဈေးကွက်ထဲမရောင်းခင်မှာစိတ်ယုံကကြိုတင်ပြီးကားတွေအများကြီးထုတ်ထားတာပဲဖြစ်ပါတယ်။ကုမ္ပဏီကပထမဆုံးထုတ်ပြခဲ့တဲ့တပ်ပုံတွေထဲမှာလည်း U7 Sedan ရဲ့ရှေ့ဘမ်ပါတွေတက်ထားတဲ့ပုံတွေကိုပဲပြခဲ့ပါတယ်။ ဒီကားထလုံးနေတဲ့ဓာတ်ပုံတွေမှာတော့အပြင်ပိုင်းအဖြူရောင်နဲ့ကားတွေကိုပဲပြထားသလိုအတွင်းပိုင်းအယောင်ကလည်းအဖြူရောင်တွေပဲထွက်လာဖို့ရှိနေတယ်လို့သတင်းတွေထပ်ထားပါတယ်။၂၁လက်မရှိတဲ့ multi spoke rims နဲ့နောက်ကြည့်မှန်တွေကိုလည်းသမယိုကျမှန်တွေကိုပဲသုံးထားတာကိုတွေ့ရပါတယ်။ကားခေါင်မပေါ်မှာတော့ leader အာယုန်ခံကရိယာတွေတက်ထားတာတွေ့ရပါတယ်။ကားရဲ့အရွယ်အစကိုကြည့်ရင်တော့အရှိန်အောင်ရှင်9265 mm ပညာအကျဉ်1998မီလီမီတာ အမြင့်1519မီလီမီတာရှိပြီး V-base 3160မီလီမီတာရှိတော့တွေ့ရပါတယ်။ပါဝါပိုင်းမှာတော့မြင်းကောင်ရေ1988ကောင်အားရှိတဲ့960ကီလိုဝက်လျှက်စစ်မော်တာလေးလုံးတောင်တက်ထားလို့အမြင့်ဆုံးအမြန်နှုန်း290ကီလိုမီတာပါအဝါရှိနေပါတယ်။ဘက်ထရီက135.5ကီလိုဝက်အဝါရှိပြီးတခါအားပြည့်သွင်းပြီးရင်သွားနိုင်တဲ့ CLTC range 920ကီလိုမီတာထိရှိနေပါတယ်။နောက်ထပ် plug-in hybrid version အနေနဲ့ထုတ်ထားတဲ့ကားကတော့ all electric ကားထက်ပိုကြီးနေတာကို တွေ့ရပါတယ်။ plug-in hybrid ကားရဲ့အရွယ်စားကိုကြည့်ရင်အရှိနောက်ရှိ9360မီလီမီတာ၊ပယ်ညာအကျယ်2000မီလီမီတာ၊အမြင့်1555မီလီမီတာရှိပြီး wheelbase က3200မီလီမီတာထိရှိပါတယ်။ ပါဝါပိုင်းကိုကြည့်ရင်တော့မြင်းကောင်ရဲ့268ကောင်အားရှိတဲ့2လီတာ double charge ICE အင်ဂျင်ကိုတက်ထားသလိုသူနဲ့ light ဖက်မဲ့မော်တာတွေကိုတက်ထားတယ်လို့ကုမ္ပဏီကပြောထားပါတယ်။ version တစ်မျိုးစလုံးရဲ့အတွင်ခန်းထိုင်ခုံတွေကိုတော့ထိုင်ခုံ၄လုံးနဲ့၅လုံးဆိုပြီး2မျိုးထွက်လာဖို့ရှိနေပါတယ်။စနစ်တက်သမာ၈လက်မှရှိတဲ့ OLED touch screen တစ်လုံး၊ရှေ့ခံခီးတဲ့ရှေ့မှာ 23တက်သမ6လက်မရှိတဲ့မော်နီတာတစ်လုံးနဲ့နောက်ထိုင်ခုံမှာထိုင်မဲ့သူတွေအတွက်7တက်သမ8လက်မရှိတဲ့စကရင်နှစ်ခုတက်ထားပါတယ်။ဒီကားရဲ့နောက်ထပ်ထူးခြားတဲ့ချက်က နောက်ပိန်းတွေကို20ဒီဂရီအထိလှည့်နိုင်အောင်လှုပ်ပေးထားတာပဲဖြစ်ပါရဲ့ရှင်။